ျွန်တော်တို့အဲ့ဒါဆိုရင်59စာလုံးကြောင်းကိုကျွန်တော် light သုံးလိုက်နေပြောမှာဖြစ်ပါတယ်လောလောဆယ်မှာ59စာလုံးကို59စာလုံးနဲ့အနာဂတ်မြန်မာနိုင်ငံရေးဆိုတဲ့ခေါင်းစဉ်လေးနဲ့ဖတ်ပြမယ်နောက်ဆုံးပိုင်းကျမှကျွန်တော်ကျွန်တော်ပြောမယ်ဥပဒေကြောင်းကိုကျွန်တော်ပြောမယ်နော်ဒီစာအုပ်ထဲမှာပါတယ်စောင်းမလေးတစ်ခုနော်နိုင်ငံတကာစံနှုန်းနဲ့အမျိုးသားရေးစံနှုန်းများကြားဂျောင်းပိန်းနေတော့ဂျောင်းပိန်းမိနေတော့ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့စာအုပ်လေးထဲမှာရေးထားတဲ့စောင်းမလေး အဲ့ဒီထဲမှာနှစ်ပိုင်းပါတယ်နောက်ဆုံးတစ်ပိုင်းလိုက်ကိုတော့ကျွန်တော်ကျွန်တော်ကျွန်တော်ပြုစုထားတဲ့သင်ယူတွေကပြောမယ်နော်အဲ့ဒါဆိုရင်အခုပထမအုပ်ဆုံးပြောမှာက59စာလုံးနဲ့အနာဂတ်မြန်မာနိုင်ငံရေးနော်အဲ့ဒါလေးကိုဖတ်သွားမယ်ဖတ်ပြမယ်အဲ့တော့ကလစ်နှိပ်ကြပါလက်မနှိပ်ကြပါလက်မနှိပ်ကြပါအဲ့တော့59စာလုံးနဲ့အနာဂတ်မြန်မာနိုင်ငံရေးသူနေ့စဉ်ဝယ်နေကြအစိုးရတို့မြန်မာအလင်းကျေးမုံသတင်းစာတို့တွင်တော့မတွေ့ရပါဘူး တို့နှင့်အခုတလောလူတိုင်းရဲ့ပါဇက်ဖျားတွေအပြောအများဆုံးဖြစ်သည့်ပုံမှ59စာလုံးကိုတော့သူသိလို့ဒီပုံမှ59စာလုံးဆိုတာဘာကိုပြောတာလဲဟုအသက်80ကျော်အရွယ်အငိမ့်စားကြောင်းစရာကြီးတူကသူ့မိတ်ဆွေကိုမေးပါသည်နော်သူတို့စုံနေကြလှိုင်မြို့နယ်ဇပယ်ချံနှစ်လမ်းထိပ်နားကလက်ဖေးဆိုင်တွင်ဖြစ်သည် သူ့မိတ်ဆွေကယခုလိုပြန်ပြောပါသည် ဒေါ်အောင်ဆန်းစုကြည်ကိုတမရမဖြစ်အောင်လှုပ်ထားတဲ့ပုံမလေးအသေးစိတ်ကိုသူ့မိတ်ဆွေကရှင်းမပြသေးတဲ့အတွက်အငိမ့်စားကြောင်းစရာကြီးကတိတ်ကျင်တဲ့ပုံမင်ရတာပုံမ59စာလုံးဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေဤပုံမပေါင်း458ခုထဲမှတစ်ခုဖြစ်သည်အခန်းသုံးနိုင်ငံတော်တမရနှင့်ဒုတိယတမရများခေါင်းစဉ်မှ၎င်းတို့၏အရေးချင်းများသတ်မှတ်ထားခြင်းဖြစ်သည် ပုံမှန်59စာလုံးဤပြဋ္ဌာန်းချက်ပါအပြည့်စုံမှာယခုလိုဖြစ်သည်မိမိကိုယ်တိုင်တော်၎င်းမိမိဤမိဘတစ်ပါးပါးတော်၎င်းမိမိဤဇနီးသောမဟုတ်ခင်မိုးတော်၎င်းမိမိဤတရားဝင်သားသမီးတဦးဦးတော်၎င်းထိုတရားဝင်သားသမီးတဦးဦးဤဇနီးသောမဟုတ်ခင်မိုးတော်၎င်းနိုင်ငံခြားအစိုးရဤကျေးဇူးတစ္ဆာတော်ကိုခံယူဆောက်ရှောက်ရိုသေသူတို့မဟုတ်နိုင်ငံခြားအစိုးရဤလက်အောက်ခံဖြစ်သူတို့မဟုတ် နိုင်ငံသား၏နိုင်ငံသားဖြစ်သူများမဖြစ်စေရဖို့သူများသည်နိုင်ငံသားအစိုးရ၏လက်အောက်ခံဖြစ်သူတော်၎င်းနိုင်ငံသား၏နိုင်ငံသားတော်၎င်းခံစားရသောအခွင့်အရေးများနှင့်ခံစား권များကိုခံစားနိုင်သူများမဖြစ်စေရဟုပါတာပေါ့နော်အဲ့တော့၎င်းပုံမှန်59စာလုံးနဲ့ပတ်သက်ပြီးပြင်စီရင်မပြင်ရင်ပယ်ပြက်ရင်မပယ်ပြက်ရေးအတွက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအကြားသဘောထားကွဲလဲမှုများရှိနေခဲ့ပါသည် ပြင်းစင်ပယ်ဖြတ်ဖို့ဆန္ဒဖော်ထုတ်မှုများရှိသလိုမပြင်းစင်မပယ်ဖြတ်ဖို့အတွက်လည်းဆန္ဒဖော်ထုတ်မှုများလည်းအမှန်တကယ်ရှိနေပါသည်ထို့ကြောင့်မိမိတို့ရန်ကုန်တိုင်းအနေဖြင့်2008ဖွဲ့စည်းပုံအခြေခံဥပဒေပါပုံမှန်59စာလုံးတည်တိုင်းပြည်၏အနာဂတ်အတွက်ညီမျှအရေးပါသည်မိတို့ဖြည့်ရှင်းသင့်သည်ဆိုဆိုခြင်းကိုပြည်ရင်းပြည်ပနိုင်ငံရေးလေလာသုံးသပ်သူများ ပါတီနိုင်ငံရေးခေါင်းဆောင်များဝါရင်နိုင်ငံရေးသမားကြီးများကို ချင်းကမေကွန်းထုတ်ခဲ့ပါသည်ကနဦးအနေဖြင့်ထိုမေကွန်းကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင်လည်းဖြစ်နိုင်ငံရေးလေလာသုံးသပ်သူလည်းဖြစ်သည့်ဦးထင်လင်းဦးကိုယခုလိုဖြည့်ဆို့ပါသည်ဟုတ်နော်ဦးထင်လင်းဦးကအခုလိုဖြည့်ဆို့ခဲ့ပေါ့ပုံမှန်59စာလုံးရဲ့အကျိုးဆက်ကိုဒေါ်စုကလွဲလို့တခြားဘယ်သူမှခံစားရမှာမဟုတ်ပါဘူး ဘာမှလည်းဖြစ်စရာမရှိပါဘူးဒေါ်စုတယောက်တည်းမှာပဲဒီဒေါ်စုတယောက်တည်းပေါ်အပေါ်မှာပဲတက်ရောက်နေတာပါဒေါ်အောင်စန်းစုကြည်ကိုယ်တိုင်ကလည်းဖွဲ့စည်းပုံအခြေခံဥပဒေသည်သူမကိုကန့်သက်တားမြစ်ဖို့ရည်ရွယ်ပြီးရေးဆွဲထားခြင်းဖြစ်သည်ဟုယုံကြည်ကြောင်းပြောဆိုခဲ့သည်ဟုဇွန်16ရက် AFV သတင်းစာစာမျက်နှာကသတင်းစာမျက်နှာက ဖော်ပြသည် ဖွဲ့စည်းပုံအခြေခံဥပဒေကလူတဦးတယောက်ကိုပြစ်မှတ်ထားတဲ့အတွက် ီမိုကရေစီနီးရပြောရင်လက်ခံနိုင်စရာမရှိဘူးဟုလဲဒေါအောင်ဆန်းစုကြည်ကပြောဆိုထားသည်တဲ့နော်အဲ့တော့ဒီမှာ59စာလုံးနဲ့ပတ်သက်ရင်နော်အဲဒီចောင်းဆရာကြီးကသူ့ border ကိုလှိုင်မြို့နယ်ပန်းချံနှစ်လမ်းထိပ်ကလက်ဖိတ်ဆိုင်မှာမေးတော့အဟိုဖြေတဲ့သူကလည်းပဲဒေါ်စုတမရမဖြစ်ဖို့ရေးထားတာဆိုပြီးပြောတယ်အသေးစိတ်မပြောတော့အဲ့ဆရာကြီးကအစင်မပြေသေးချာနားမလည်ခဲ့ဘူးပေါ့နော်အဲ့တော့59စာလုံးပြင်းရင်မပြင်းရင်နဲ့ပတ်သက်ပြီးတော့အဲရန်ကုန်တိုင်းသတင်းရနေပြီးတော့ မေးတာကိုထွန်းလေးကိုမေးတော့အဲကိုထွန်းလေးကလည်းဘာပြောလဲဒီ59စာလုံးကဒေါ်စုတယောက်တည်းအတွက်ရည်ညွှန်းရေးတာဖြစ်တယ်ဒေါ်စုသမရမဖြစ်စေဘူးရေးတာဖြစ်တယ်ဆိုပြီးတော့ကိုထွန်းလေးကပြောတယ်ပေါ့ဒါကတပိုင်းเนาะပြီးသားမှကျွန်တော်ပြန်ပြောမယ်เนาะ1990ပြည့်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များအဖွဲ့ဒုတိယဥက္ကဋ္ဌဥပိတာလင်းကပင် ဥပိတာလင်းပင်ကလည်းပုံမှန်59စာလုံးဒီ ဒေါ်အောင်ဆန်းစုကြည်ကိုတိုက်ရိုက်ကန့်သက်ထားခြင်းလို့ထယ်သွင်းရေးဆွဲထားခြင်းဖြစ်သည်ဟုလက်ခံထားသည်နော်မြမအရေးကျွမ်းကြည်သူဆွီဒင်နိုင်ငံသားတရင်းစာဆရာဘာတေးလက်နာနှင့်ချက်စ်နိုင်ငံသားနိုင်ငံရေးအသွင်ကူးပြောင်းမှုသဘောကူးပြောင်းမှုသုတေသနပညာရှင်မစ္စတာအီဂေါဘလတီဗစ်တို့ကလည်းထိုကဲ့သို့သဘောတသဘောတည်းရှိနေသည်88မျိုးဆက်ငိမ့်ညာရင်းနှင့်ပွင်လင်းလူဖွဲ့စည်းမှဥဒိကျွယ်ကလည်း ၎င်းယူဆကိုသဘောတူသည် ထို့ကြောင့်မြန်မာနိုင်ငံ၏အနာဂတ်အခင်းကျင်းအတွက် ကြီးမားသောတည်ရောက်မှု ရှိမရှိကိုမစိုးနိုင်တော့လဲလာမည့်2015ခုနှစ်တွင်ကျင်းပရန်ရှိသည့်အထွေထွေရွေးကောက်ပွဲတွင်တော့လွတ်လပ်သည့်လွတ်လပ်ပြီးတရားမျှတမှုမရှိနိုင်ဟု၎င်းတို့ကဆိုကြသည်တဲ့ပြည်သူကထောက်ခံပြီးရွေးချယ်တင်မြောက်ရင်တော့59စာလုံးရလူမှုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကသမ္မတပြည့်ခွင့်မရှိပါဘူး ခုဦးသေးကျွဲကပြောသည်တဲ့အမေရိကန်နိုင်ငံမှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပါရဂူပွဲရရှိထားသူနိုင်ငံရေးဥပဒေပညာရှင်အဲဒါပြီနော်အမေရိကန်နိုင်ငံမှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပါရဂူပွဲရရှိထားသူအဲ့တော့ရှေ့ရလူတွေကတော့နော်ပြည်တွင်းထဲကလူတွေများတယ်နော်ဥထေလင်းဦးတို့ဘာလို့ပြောတာနော် တော့ဒီဒီကတော့အမေရိကန်နိုင်ငံကဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပါရဂူဘွဲ့ရရှိထားသူနိုင်ငံတကာဥပဒေပညာရှင်ဒေါက်တာစလိုက်ငွေကျုံလျံကတော့ထိုကဲ့သို့မမြင်ပါအခြေခံဥပဒေဆိုရာတွင် လူတွေအလုံးအတွက်ရည်ရွယ်ပြီးရေးဆွဲရမှာဖြစ်သည်ဟု သူကဆိုသည်လူဦးရေတန်း60ကိုပဲကြည့်ရမယ်လူတွေအလုံးအတွက်ရည်ရွယ်ရေးဆွဲရမှာအခု2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲထားတာဟာ လူတယောက်တည်းအတွက်ပိတ်ပင်သားစီမှုရေးဆွဲထားတယ်ဆိုတာတော့ကျွန်တော်မယုံဘူးဟုဒေါက်တာစလိုင်းငွေကျုံးလျံကနော်ပြောသည်တဲ့နော်နှစ်ထောင်ရှိဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင်ပါဝင်သူအမျိုးသားနိုင်ငံရေးမဟာမိတ်များပါတီမှဥက္ကဋ္ဌဦးသိန်းကြည်ကလည်းပုံမှန်59ဒီဒေါက်စန်းစုကြည်တယောက်တည်းအတွက်ရည်ရွယ်ပြဋ္ဌာန်းခြင်းမဟုတ်ပဲအနာဂတ်လူငယ်များအားလုံးအတွက်ရည်ရွယ်ပြဋ္ဌာန်းခြင်းဖြစ်သည်ဟုဆိုသည်တဲ့ ဲဒါဆိုလို့ရှိရင်သူတို့ပြောသွားတဲ့ဥစ္စာတွေအကုန်ကြည့်လို့ရှိရင်ဟိုဘက်အနီဘက်ချမ်းကတော့နော်အဲဒေါ်စုတမရမဖြစ်အောင်ပိတ်ပင်ရေးထားတယ်လို့ပြောတယ်နော်ဒါပေမဲ့ဒီဖွဲ့စည်းပုံမှာရှိတဲ့စကရက်တွေကိုနားလဲတက်ကြွနဲ့နိုင်ငံတကာဖွဲ့စည်းပုံတွေအကြောင်းကိုသူတေသနာပြုပညာရှင်ဥပဒေပညာရှင်စလိုက်ငွေကျုံလျံနဲ့နော်အဲတခြားသော သူတွေကလည်းပဲဒေါ်စုကိုရည်ရွယ်ပြီးရေးရတာမဟုတ်ဘူး ဥပဒေဆိုတာအများကိုရည်စူးပြီးရေးဆွဲထားတာလို့ပြောကြတယ်ပေါ့ဒါကနှစ်ချမ်းကိုဝဲနေတာပေါ့နော်ဒါဆိုရင်သူတို့ပြောတဲ့ဇကားတွေကိုယုတ်တိကြမကြကျွန်တော်စဉ်းစားကြည့်ရအောင်ဟုတ်ပြီ59စာလုံးကလူအများစုအတွက်ရည်ရွယ်ရေးဆွဲထားတာဟုတ်လားမဟုတ်လားဆိုစဉ်းစားကြည့်ရင်အမျိုးသားညီလာခံကျင်းပစဉ်ပါနော်လူပေါင်းပထမတစ်ကြိမ်က900ယောက် ဒုတိယအကြိမ်က1088ရောက်နော်မြို့သားညီလာခံကျင်းပတော့အစုဘွဲ့အားဖြင့်ရှစ်ဘွဲ့အကုန်လုံးအရက်သားတွေကြီးပဲစုနေသွားတာဖြစ်တဲ့အခါကျတော့ဒါဆိုရင်အရက်သားတွေထောင်ကျော်1088ရောက်အရက်သားပေါင်း1000ကျော်ကအဲ့ဒီအကြိမ်ကစရေးတော့ဆိုရင်ဥအောင်ရွှေတို့ကိုယ်တိုင်ပါခဲ့တာအဲ့ဒီ59စာလုံးဥအောင်ရွှေတို့ NLD ကဥအောင်ရွှေတို့ကိုယ်တိုင်အတီးပြုတ်ခဲ့တာဗျနော်ဥအောင်ရွှေတို့ဘာကြောင့်လွှတ်တော်ကထွက်လာလဲလဲ ညီလာခံဥအောင်ရှင်တို့ NLD ဥအောင်ရှင်တို့ဘာကြောင့်ထွက်လဲဆိုတော့6စာလုံးမှာပါလာလို့ကမ်းမတော်ကအမျိုးသားနိုင်ငံရေးအခမ်းအကဏ္ဍမှာဒီဇိုင်းမပါဝင်မဲဆိုတဲ့ပုံမှကြီးကိုအဲ့ဒီ NLD ကဥအောင်ရှင်တို့ကမကြိုက်လို့မကြိုက်လို့အမ86ယောက်ကညီလာခံကနေထွက်သွားကြတာဗျ96စာလုံးကိုသူတို့ရေးသွားတယ်နော်အဲ့ဒါဆိုရင်ဥပဒေကိုရေးစဉ်တော့ကရေးတဲ့သူတွေကလည်းရက်သားတွေကြီးပဲ တထောင်ကျော်ဆိုတဲ့လူတွေကအများစုအားလုံးစိတ်တန်းကြဆုံးဖြတ်ချက်ချပြီးတော့59စာလုံးရေးဆွဲသားတာဖြစ်တဲ့ခါကျတော့လူတဦးတယောက်တည်းအတွက်ရေးတာမဟုတ်တာတော့သိကြတယ်နော်ရေးတဲ့သူတွေကလည်းအရက်သားတွေကြီးပဲဖြစ်တဲ့ဆိုတော့သိကြတယ်ဒါဆိုရင်ဒီမှာကြီးပြောတဲ့သူတွေရဲ့စကားကိုခြုံချက်ခြုံကြည့်လို့ရှိရင်နော်နိုင်ငံတကာဥပဒေပညာရှင် slide ငွေကျုံးလျံရဲ့ပြောဆိုချက်ကပို့ပြီးတော့မှန်ကန်တာပေါ့ သူကအမေရိကန်နိုင်ငံဖွဲ့စည်းပုံဥပဒေဆိုင်ရာပါရဂူဘွဲ့လည်းရထားတဲ့သူဥပဒေနဲ့ပတ်သက်ရင်လေကျွမ်းကျင်တဲ့လူတယောက်ဖြစ်တဲ့အခါကျတော့သူပြောတဲ့စကားကဥပဒေဆိုတာကအဖေလေလူတယောက်တည်းရေးရတာမဟုတ်ဘူးဒေါ်စုတည်းရေးရတာမဟုတ်ဘူးဒေါ်စုကိုတားဖို့ရေးရတာမဟုတ်ဘူးအများစုတောင်ရေးဆွဲထားတယ်ဆိုတဲ့စကားကတော့ဒါကယုတ်တိကြတယ်နော်အော်မာမိတ်များနိုင်ငံရေးမာဒီအမျိုးသားနိုင်ငံရေးမာမိတ်များပါတီကဥက္ကဋ္ဌဦးသိန်းကြီးကလည်းပြောတယ်လေ ဒေါ်စုတယောက်တည်းအတွက်ရည်ရွယ်ပြထားတာမဟုတ်ပဲနဲ့လူငယ်နာကလူငယ်အားလုံးအတွက်ရည်ရွယ်ရေးထားခြင်းဖြစ်တယ်ဆိုဒါကပုံယုတ်တိကြတယ်ဗျထင်းလင်းဦးတို့ပြောတဲ့ဇာတ်ရည်တဲ့ဇာလို့ရှိရင်ဒီဘက်ကလူတွေကပြောတဲ့သူဇာတ်ပုံယုတ်တိကြတယ်နော်ဒါဆိုလို့ရှိရင်ခင်ဗျားတို့နားလည်ရမှာကဘယ်ဥပဒေရေးရေးနိုင်ငံတိုင်းနိုင်ငံတိုင်းမှာလူတယောက်တည်းအတွက်ရေးတာတော့မဟုတ်ဘူးဗျနော်အားလုံးအတွက်ကိုရေရှင်မျှော်ကိုးပြီးတော့ဥပဒေတွေကိုရေးဆွဲခဲ့ကြတာဗျ ဒါကိုကိုမြင်တဲ့အမြင်နဲ့ကောက်ချက်တွေချပြီးတော့ဒေါ်စုတံ္မာမဖြစ်စေခြင်းလို့ပါတမင်တကာဒေါ်စုအတွက်ကိုတားမြစ်စေခြင်းလို့ရေးဆွဲထားတာပါအဲ့လိုလုံလို့မရတော့ပါဖြစ်လေနောက်က2008ကိုစစ်တပ်ကရေးခဲ့တာပါစစ်သားတွေရေးခဲ့တာပါဆိုပြီးတော့ဆက်ပြီးဂျင်းထဲတယ်အဲ့လိုတွေမလုတ်ကောင်းဘူးဗျနော်အဲ့တော့နိုင်ငံကိုဖြိုခွဲတာပဲစကားကိုကိုရုပ်ကိုပြောချင်ရတယ်ဆွတ်ဆက်ပြောတာအဆင်မပြေဘူး ကျွန်တော်လည်းပြောချင်ရည်ပြောနာမို့ကျောစာအုပ်တွေဖတ်တယ်ဖတ်ပြီးတော့ဒီမှာအဆက်ရခန္ဓာတွေကိုခင်ဗျားတို့ကြားအောင်ပဲဖတ်ပြီးတော့ကျောလည်းပြန်ဆွေးနွေးမိတာပဲလေဟုတ်တယ်မလားအဲ့တော့တစ်ဖက်သက်တွေပြောတာအဆင်မပြေယုတ်တိကြအောင် ပြောရတယ်နော်ယုတ်တိကြအောင်ပြောရတယ်တေးကြတာကတော့အဲ့ဒီ59စာလုံးကဥအောင်ရွှေတို့ကိုယ်တိုင်ပြန်ပြီးတော့ကူးထည့်ခဲ့တာပါအဲ့ဒါတွေကျွန်တော်နောက်ဆုံးဗီဒီယိုပိုင်းကြမှာကျွန်တော်ပြောမယ်နော်၄၀ခုဖွဲ့စည်းပုံအခြေခံဥပဒေရဲ့မှာလေပါထားပြီးသားပါနော် 49ကိုဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကအဲတော့ဥပဒေပညာရှင်ရှင်းနေကျုံဦးချံထွန်းကစရေးခဲ့တာအကျမ်းကိုအင်္ဂလန်ကိုသွားတယ်လေ့လာတယ်အိန္ဒိယနိုင်ငံမှာဖွဲ့စည်းပုံကြီးတော့သူပါဘူးပေါင်းပါဝင်ပြီးတော့အဲ့ဒီမှာလေ့လာပြီးတော့ဦးချံထွန်းက49မူကြမ်းရေးပြီးတော့ပါလီမန်လွှတ်တော်မှာဗိုလ်ချုပ်အောင်ဆန်းတို့လက်ထဲကိုထည့်လိုက်တော့ဗိုလ်ချုပ်အောင်ဆန်းကပြန်ပြီးအချောကန်ပြီးတော့အတီးပြုတ်ခဲ့တာဖာစာပလခေါင်းဆောင်တွေက လေ59စာလုံးကိုအတီးပြုတ်ခဲ့တာဟိုးရခင်ကလေးကအဲ့ဒါကိုဥအောင်ရှိတို့ကဗိုလ်ချုပ်ရဲ့ခန်းစားချက်ဖဆပ်ပလခေါင်းဆောင်တွေရဲ့မျှော်မှန်းချက်တွေမပြောင်းမပြတ်စေခြင်းလို့ပြန်ပြီးတော့2000တဲမှာ NLD ကဥအောင်ရှိတို့ကပြန်ကူးချခဲ့တာဗျအဲ့ကြောင့်မို့ဥအောင်ရှိတို့အပြစ်လည်းမဟုတ်ဘူးဘသူပြင်မှာမဟုတ်ဘူးအကုန်လုံးကမြန်မာတမိုင်းတောက်ဆောင်မှာပါတဲ့ဥစ္စာတွေတိုင်းပဲသွားတာဒါကိုဒီဘက်ကမှာကိုလိုရာမရတဲ့ခါကျတော့ ကိုလိုရာတွေဆွဲပြီးကောက်ချက်တွေချပြီးတော့59စာလုံးဟာအဲတော့ကောင်းစန်းသူကြီးတမရမဖြစ်စေချင်လို့ရေးထားတာပါဆိုပြီးတော့တစ်ဖက်သက်တွေပြောတာကြတော့လဲစဉ်းစားကြပေါ့ဗျာခင်ဗျားတို့မှာခေါင်းရှိတယ်မလားနော်ခင်ဗျားတို့ခေါင်းရှိတယ်မလားစဉ်းစားကြပေါ့